7 day tv ကိုကြည့်ရှုအားပေးနေကြတဲ့ပေးသံများမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ကျွန်တော်တို့မိုးသက်လေပြင်းတွေကြလေမုန်တိုင်းတွေတိုက်မိုးရိုးတွေပြစ်ဆိုတော့ဒီနေ့ကျွန်တော်ဆွေးနွေးဖို့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့မိုးရိုးပြစ်တဲ့ဒဏ်ရာကိုဘယ်လိုကာကွယ်မလဲပေါ့နော်မိုးရိုးပြစ်တာကိုဘယ်လိုကာကွယ်မလဲဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ဆွေးနွေးมาဖြစ်ပါတယ်လူတွေအများပြောကြတယ်တောင်းတစ်ယောက်ကြိန်အောင်မှဖျားဆူမိုးရိုးပြစ်ဆိုပြီးတော့ကျွန်တော်ကြိန်တာရှိတယ်နော်အဲ့တော့မိုးချိုးပြစ်တာကိုကျွန်တော်ကမခံကျင်ကြဘူးပေါ့ဗျာ မလို့အထိမခံရင်ဘူးပေါ့နော်သူကယရနာ၃မောက်ပြမရင်မူကျိုးပြစ်တယ်ဗာညာလေးလဲပြောကြတာပေါ့နော်ဒါပေမဲ့တိတ်ယူမျိုးမူကျိုးပြစ်တာကတိတ်ပန်နေကြနေစဉ်ဖြစ်ပြနေတဲ့ကိစ္စလာနော်ကျွန်တော်တို့ကဘာတဝမ်းကျွန်တော်တို့နေစဉ်နေစဉ်တစ်စက္ကန့်တိုင်းမှာတဲ့မူကျိုးအချိန်တရာပြစ်နေတယ်ကဘာပေါ်မှာနော်ကျွန်တော်တို့နိုင်ငံကမှတစ်ခါတစ်ခါမှကျွန်တော်တို့ရောက်လာတာနော်ပြီးတော့တစ်ခါကကအမေရိကန်နိုင်ငံမှာရှိတဲ့ Empire State မျော်စင်ကြီးဆိုလို့ရှိရင်တစ်နှစ်အတွင်းမှာ23ချိန်မူကျိုးပြစ်ခံရတယ်ပေါ့နော်ကျွန်တော်တို့ဒီ ရန်ကုန်တိုင်းဟိုဝင်းကြီးချုပ်ရုံမင်းတဲ့က transformer ကြီးကိုလည်းလုံခဲ့တဲ့ရပိုင်းတွင်းကမိုးချုပ်ပစ်လို့လောင်ကျွမ်းတာတော့ကြားလိုက်ရတယ်နောက်နောက်ခါအပြုတ်တွေလည်းမိုးချုပ်ပစ်လို့သေတယ်ဆုံးတယ်ပေါ့နော်အဲ့တော့မိုးချုပ်ပစ်တိုင်းလည်းလူမသေးပါဘူးကျွန်တော်ဒီမိုးချုပ်ပစ်တဲ့ဒီအကြောင်းအရာတွေကိုလိုက်ပြီးရှာဖွေဖတ်ရှုလိုက်တော့မိုးချုပ်ပစ်တဲ့လူ100မှာ100ယောက်ပဲသေတယ်ကျန်တဲ့90ယောက်ကမသေဘဲနဲ့ဒဏ်ရာတွေရတယ်ပြန်လည်ပြုစုပြီးရှင်သန်လာကြတယ်ပေါ့နော်အဲ့တော့မိုးချုပ်ပစ်တာဟာလူတွေက ထိရလို့ရှိရင်လောင်ကျွမ်းသွားမယ်။ပြောစရာမိရေလောင်တို့ကျွမ်းနေကုန်မယ်လို့ထင်နေကြတာအဲ့လိုမဟုတ်ပါဘူး။အဲ့တော့အဓိကမိုးကြိုးပြင်းသေရတဲ့ရောအကြောင်းကတော့ကျွန်တော်ဆရာောင်းနေခေါ်တဲ့ cardiac arrest လို့ခေါ်တဲ့နှလုံးရပ်သွားလို့သေရတာ။အဲ့တော့မိုးကြိုးဘာလို့ပြစ်လဲပေါ့။နော်ဒါလေးကိုကျွန်တော်တို့နည်းနည်းလေးကျွန်တော်သိပ္ပံနည်းကြရှင်းပြရမယ်ဆိုလို့ရှိရင်ကဘာမြေကြီးကသမုတ်တရားကြီးနဲ့ဖုံးလွှမ်းနေတာလေးပုံသုံးပုံအရေးလို့ရေ။ဒီရေတို့နေရအရန်ပူတဲ့ခါကျတော့အငွေ့ပြန်ပြီးတော့ဟိုအကောင်အပေါ်တက်သွားတယ်။ အမတိန်ကြိုက်တွေဖြစ်လာတာပေါ့နော်ဟိုးလွန်ခဲ့တဲ့ဟိုနေဟိုးအမြင့်ပေ9000လောက်မှာ cumulonimbus ဆိုတဲ့တိန်တိုင်တိန်ဆိုင်တိန်ခဲကြီးပေါ့နော်ဒီတိန်ဆိုင်တိန်ခဲကြီးက student mind နဲ့ထောင်ပြီးခြည်တယ်နော်ဒီတိန်ဆိုင်တိန်အငွေ့လေးတွေရာနေပြီးရေငွေ့လေးရာနေပုံမှာစုတော့တိန်ကြီးတွေဖြစ်တယ်အဲ့အောက်မှာလေစီချောင်းတွေရှိတယ်လေစီချောင်းတွေရှိတော့ရေငွေ့လေးကြတခုနဲ့တခုလှုပ်ရှားနေပုတ်ပုတ်ပုတ် ခတ်ပါပေါ့နော်ဟိုတခုနဲ့တခုထိခိုက်တယ်တွေ့တယ်အဲ့လိုပုတ်တိုက်တယ်ဆိုလို့ရှိရင်လျှက်စစ်ဓာတ်အဖိုမတွေအဖိုဓာတ်အမတာတွေထွက်လာ အဲ့တော့ဒီလိုပွတ်တိုက်တာများတဲ့ခါကျတော့လက်စစ်အဖိုတက်တွေဟာတိမ်တိုင်ရဲ့အပေါ်မှာသွားဆုလက်စစ်အမတက်တွေဟာတိမ်တိုင်ကြီးရဲ့အောက်မှာသွားဆုတယ်ဒီအဲ့လက်စစ်အဖိုနဲ့အမ potential ချားနာလာအရန်ကြီးထွားရင်လှမ်းပြီးတော့လက်စစ်စီးတာပေါ့အဲ့ဒါကိုကျွန်တော်လက်စစ်အဲလက်စီးလက်တယ်လို့ကျွန်တော်ပြောတာပေါ့နော်တောင်ရင် cloud to cloud lightning ပေါ့အဲ့တော့ဆိုတာကဒီအပေါ်မှာလက်စစ်တက် potential အကြီးအကျယ်ချားနာနေတဲ့အဖိုနဲ့အမဓာတ်နှစ်ခုကလှမ်းပြီးတက်ကူးတာကို လျက်စလျက်စီးလက်တယ်လို့ခေါ်တယ်လျက်စီးလက်ရင်တခါတည်းကျွန်တော်တို့မိုးချုံတန်ကြားရတာပေါ့နော်ဟုန်တိုင်ဟုန်တိုင်တန်ဒုံဒုံနဲ့အဲဒါကြောင့်မို့လျက်စီးလက်တာနဲ့ခုနကဂလေတွေဟာတခါတည်းပူပြီးတော့ပောက်ကွဲတယ်ပောက်ကွဲကြောင့်အတန်ကြီးကြီးချက်လီမြန်မကောက်ဘူးပောက်ကွဲတော့ဟုန်တိုင်ဆိုဒါဟိုးအပေါ်ကျွန်တော်ပေပေါင်း9000ထက်ပြောမှာဖြစ်တာမိုးကောင်းကင်ကြည့်လိုက်လို့ရှင် တိမ်နေတွေ့ရတယ်အတန်ကြားတယ်အဲ့တော့တခါကျလျက်စီးလက်ပြီးမှမိုးရှုံးတာနောက်ကျပြီးတော့ကြားရတာအတန်နှုံးတာကျွန်တော်လျက်စီးအမြင်နှုံးနဲ့တော့သွားတယ်နှုံးနဲ့ဆိုကြွာချွားသွားတာပေါ့နော်ဒါမှမဟုတ်တခါကျအတန်လုံးက5စက္ကန့်တမိုင်သွားတယ်ဆိုရင်တနေရာမှာမိုးကြိုးပြစ်တယ်လျက်စီးလက်တယ်လျက်စီးလက်ပြီးတော့အတန်ကျွန်တော်5စက္ကန့်မှကြာဆိုဒီဒီဟာကျွန်တော်တို့နဲ့တမိုင်ဝေးနေပြီဒါကျွန်တော်အဲ့လိုတက်လို့ရတာနော်တမိုင်ဝေးတယ်အဲ့တော့ကျွန်တော်နဲ့နီးစပ်အဲ့တော့ဆိုတော့ခုနကတော့ဒါကောင်းကင်မှာလျက်စီးလက်တာမြေပြင်မှာလည်းထုံနေလကောင်းပဲတစ်ပင်တွေအိမ်ခေါင်မိုးတွေနော်သူကကန်းနာမှာသွားရင်းနဲ့ တော့နေလှေလေးတစည်းပေါ်မှာကျွန်တော်လျက်စီလျက်စီလျက်စစ်ဓာတ်အဖိုးဆောင်တဲ့ဟာလေးရှိနေကြတယ်အမဆောင်တဲ့ဟာလေးရှိတယ်အဲ့ဒါတွေကအဖိုးဆောင်တာလေးတွေကဟိုတိမ်တိုက်မှာရှိရလျက်စစ်နဲ့ပိုတန်ရှာလှမ်းပြီးတော့ဓာတ်ကူးရင်တော့ဒါမိုးရိုးပြတ်တာပဲနော်အဲ့တော့ဆိုတာကအဓိကမိုးရိုးပြတ်တာအမြင့်တွေကိုကျွန်တော်ထိတယ်နော်ခုန Empire State မျိုးစင်ကြီးကိုကျွန်တော်ထိသလိုမျိုးအိမ်ခေါင်မိုးမြင့်မြင့်တစ်ပင်မြင့်မြင့်တွေကိုလှမ်းတယ်အထူးသဖြင့် ကျွန်းပင်တွေနောက်ကထင်းယူပင်တွေကိုကျွန်တော်လှမ်းလှမ်းပြီးတော့မိုးကြိုးပစ်တတ်တယ်เนาะတချို့မိုးကြိုးပစ်လို့တစ်ပင်ကြီးတစ်ချောင်းကွဲသွားတာရှိသလိုလောင်ပြီးတော့ပျက်စီးသွားတာလည်းရှိတယ်ပေါ့เนาะအဲ့မှာလူလူကြတော့ခုနကတော့ကိုအဲ့လိုအများနဲ့နေရာမှာထီးထီးကိုကမြင့်နေတော့ကိုမိုးကြိုးပစ်ခံဖို့ရှိတယ်เนาะမိုးကြိုးပစ်ခံရမယ်ဆိုတဲ့လက္ခဏာကိုကြိုပြီးသိတယ်ဗာလဲဆိုချင်းသပင်တွေထောင်လာတယ်တသိန်းထလာအဲ့ဆိုကိုမိုးကြိုးပစ်တော့မယ်လို့ကိုကသတိထားလိုက်ကိုကတည်းကလေဝင်းထဲမှာရှိနေတယ်အတို့ခီးသွားနေတယ်တံကားမောင်းနေတယ်ကိုတည်းစီးလက်တဲ့အချိန်မှာ ်အကိုဇပင်းနေထောင်လာတယ်ကြက်သိနေထားကိုကိုမိုးချိုးပစ်တယ်မယ်ဆိုပြအဲ့ဒီတော့ကိုဘလို့ကာကွယ်ရမလဲဆိုတာကျွန်တော်ဆက်ပြောပါမယ်အဲ့တော့အဓိကကခုနကဒီမိုးချိုးပစ်တဲ့သဘာဝကိုကျွန်တော်ပြောလျှက်စအပေါ်နဲ့ကောင်းကင်နဲ့နေကြီးနဲ့လှမ်းပြီးတက်လိုက်တာလျှက်စကူးတာအဲ့လိုဖြစ်တယ်အဲ့တော့မိုးချိုးပစ်တဲ့တံရာတွေကျွန်တော်ဘာတွေတွေ့ရမလဲပေါ့နော်အိမ်တွင်းမှာလျှက်စတက်လိုက်တာနဲ့မတူဘူးသူကဘာလို့ဆိုလျှက်စပမာဏအများများတယ်နောက်တော့ခါဒီပောက်ကွဲသွားတဲ့အပူနှုံးက နေမင်းရဲ့ရောင်ချီပေါ့လောင်လောင်နဲ့ဆွမ်းအားတဲ့ထောင်မှတော်များတယ်လို့ပြောတယ်เนาะအပူဒီဂရီနဲ့တိုင်းမယ်ဆိုလို့ရှိရင်အပူဒီဂရီ3000ဒီဂရီဖာရန်ဟိုက်ရှိတယ်လို့ပြောတယ်3000နဲ့5000ကျားတောင်ရှိတယ်လို့ပြောတယ်တော့ဘယ်လောက်ထိလောင်မြတ်မလဲဆိုတော့ရက်စစ်တက်တွက်ကြည့်မယ်ဆိုလို့ရှိရင်လဲဗိုအား3000ရှိတယ်ဗိုအား3000ကျွန်တော်တို့ဗိုအား3300 6000 6600ဆိုကျွန်တော်တို့လူတွေအန္တရာယ်များနေပြီဗိုအား3000ရှိတဲ့ဟာကြီးကတရာတရာဝတ်ရှိတဲ့မီးသီးကိုနှစ်လစက်တိုက်ထွန်းထားတဲ့အထိအင်အားရှိတယ်ဒါပေမဲ့ဒီမိုးကျူးက ကိုခန္ဓာလေးကိုဝင်တာခုနစက္ကန့်တသောင်းတသန်းပုံပဲတဘုံတော့ပဲဝင်သွားတာခန္ဓာလေးစက္ကန့်တသောင်းခန္ဓာလေးမသိပြတာလေးအဲ့ဒီမှာမှကျွန်တော်ဒူရီတန်ရရကုန်တာဒါကြောင့်မိုးရိုးပြစ်တယ်ဆိုလို့ရှိရင်ပြစ်တိုင်းမသေးဘူးလို့ကျွန်တော်ပြောနေတာအင်းအားကြီးရတော့မှန်တယ်ကြည်ရပြီးတော့လွင့်သွားနေတယ်အဲ့တော့ဘာဒီတန်ရရမလဲဆိုလို့ရှိရင်ခုနတော့အထက်ကပူတန်ကြောင့်လက်ကောက်ဝတ်ထားရင်လက်ကောက်ဝတ်နေမှာလောင်းမှာဆောရုပ်ဝတ်ထားရင်ဆောရုပ်နေမှာလောင်းမှာနောက်တစ်ခါကျတော့အတွင်းကြီးတန်ရရရတယ်ဒါဘာလဲဆိုအယိုးကြီးကျိုးတယ် နော်အထဲမှာကျွန်တော်တို့အတွင်းကျွအုံနောက်တဲမှာကျွန်တော်တို့ပြအတွင်းအတွင်းထိုင်ရာကြည်တယ်ဘိုက်ထဲမှာအတွင်းကြည်တယ်ဒါမှမဟုတ်ကျွန်တော်မိုးရွတ်ပစ်တဲ့လူနာကိုကျွန်တော်ကကုသတော်မယ်ဆိုအတွင်းထိုင်ရာတွေကိုရှားတယ် ECG တိုင်းနဲ့နှလုံးပေါက်ပျက်စီးသွားပြီလေနော်အဲဓာတ်မှရက်ရတယ်အယိုးတွေဘလောက်ပျက်စီးသလဲဆိုတာကြည်ရတယ်ပေါ့နော်အဲ့တော့မိုးရွတ်ပစ်တဲ့လူတောက်တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ကအဲ့လူကဓာတ်မလိုက်ဘူးဟိုလျှက်စစ်တာတုန်းကတော့ကျွန်တော်တို့ကဟိုဓာတ်လိုက်နေတဲ့အတွက်ကြောင့်ဒါခါလေးဘေးကနေပါဝါတွေကိုဖျက်ရမယ်သူကကုနာတော်ကစက်ကန်ရဲ့အတန်းတန်းပုံတစ်ပုံမှာတစ်ချက်တစ်ပုံတော့ဝင်သွားတဲ့အတွက်ကြောင့် ကိုခန္ဓာဝင်သွားတဲ့ကြောင်အဲ့ဒီလူဟာပြည့်သွားချင်လဲပဲသတိလစ်နေမယ်နော်နှလုံးရက်ချပြီးတော့သိရင်လည်းသိမယ်မသိရင်ခုနကတော့ပြောလို့ပေါ့ဟိုဒဏ်ရာပြည်ပြင်းမရှိဘဲနဲ့အတွင်းကြီးတဲ့ဒဏ်ရာတွေနဲ့သူ့မှာတွေ့မယ်အဲ့ဒီလူကိုကျွန်တော်သွားကင်ကိုဓာတ်မလိုက်ဘူးဒါမှမဟုတ်ကျွန်တော်ကမိုးချိုးပစ်တဲ့လူကိုကင်တွေအစ်စေးုံခေါ်ပြုစုတဲ့အဓိကဘာပြုစုရမယ်ဆိုရင်ကျွန်တော်ကထိခိုက်ဒဏ်ရာရတဲ့လူတွေပြုစုသလိုပဲအသက်ငယ်လူဒီပေါ့နော်ကျွန်တော်တို့ CPR လို့ခေါ်တဲ့ဗဇက်နဲ့တိအသက်ရှူတာတွေသူ့ရဲ့သူ့ကိုကျွန်တော်ရှင်းအောင်အသက်ရှူသေးလားနှလုံးခုန်သေးလားအရိုးချိုးတာရှိသလား နော်အသက်ရှူလမ်းကြောင်းကောင်းရလားဒါတွေကျွန်တော်ကြည့်ပြီးတော့ခါလေးသူ့ကိုဆေးရုံခွာမယ်ပြီးတော့ချို့ဆိုဆေးရုံလမ်းမခေါ်ဘဲနဲ့ဒီမိုင်ဒိုင်ရဒိုင်ရတက်တာွားတာကြီးလည်းရှိတယ်ရုတ်တရက်တော့သတိလစ်သွားတာပေါ့နော်အဲ့လိုကြီးရှိတယ်နှလုံးမရက်ခဲ့သေးရှိတော့ပေါ့နော်အဲ့တော့ဒါတွေကအဲ့လိုနဲ့မိုးရိုးပစ်ပြီးတော့ရှင်သန်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဒီလူတွေရဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့သတိမိတာတွေအိတ်မပြောတာတွေ အကျောပိုင်းဆိုင်ရာခံစားရတာတွေဖြစ်ပြီးကြံခဲ့တတ်တယ်ပေါ့နော်ဒါမိုးချိုးပြစ်တဲ့ဒဏ်ရာရဲ့ဒဏ်ချက်ပေါ့နော်မိုးချိုးမပြစ်အောင်ဘလို့ကာကွယ်မယ်ဆိုတော့အိမ်ဒီမှာအမြင့်ရှိတဲ့နေရာမှာမိုးချိုးလွဲတိုင်တွေထောင်ထားတာပေါ့နော်ဒီကလျှက်စစ်ကအဲ့တိုင်တွေမြေယူတန်းပြီးတော့စီးတော့မယ်မစီးတော့ဘူးနော်တစ်ပင်နေအနားမှာစိုက်ထားရင်ကိုယ်ကိုမကြည့်ကိုယ့်အိမ်ကိုမပြင့်ချင်ဘူးထင်းယူပင်ဘယ်ကုနာတော့ကျွန်းပင်ဒိုဒိုလီမိုအဲ့လိုအပင်တွေကျွန်တော်နားမှာဆိုင်မိုးချိုးကသူတို့ကိုပြစ်ပြီးတော့ကိုယ့်အိမ်ကိုမပြစ်တော့အဲတကယ်လို့ကိုယ့်အိမ်ကိုမိုးချိုးပြစ်ခဲ့သေးရှိတော့အတန်းနဲ့တော့မိုးချိုးမပြစ်ခင်တော့မှလျှက်စစ်လက်လို့ရှိရင်အပြင်မထွက်ပါနဲ့အိမ်ထဲမှာနေပါ နော်အိမ်ထဲမှာနေတော့မှအိမ်ထဲမှာကျွန်တော်မီတာ box နားမှာမီတာဆက်ကလုတ်တွေနားမှာ TV နားမှာ telephone နားမှာမနေပါနဲ့တဲ့ ယုတ်တည်းရဲ့အလျက်စစ်ကအဲ့ဒီထက်ဝင်လာနိုင်တယ်ကိုဒက်ဒက်လိုက်တယ်လို့ခံစားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီထက်မှမနေရေချိုးနေရေခမ်းရေချိုးခမ်းနဲ့ထွက်လိုက်ပါရေတွေမဆိုးပါသေးနဲ့ချက်ချင်းရေထုတ်ပါကန်ကန်နားမှာရေကူးနေတာမှချက်ချင်းပဲလျက်စစ်လက်တာမြင်တာနဲ့အပြုံတက်ပါပြန်တက်ပါမိုးချုံလဲဆွတ်လက်ပြီးကိုနားမှာနီးပြီးတော့အပြန်တက်ပြီးချောက်အောင်နေပါချောက်တူအောင်နေပါအဲ့တော့ဆိုတာကဓာတ်တိုင်အောက်တွေမှာမနေပါနဲ့သစ်ပင်အောက်တွေမှာမနေပါနဲ့အပြင်မှာရှိလို့ရှိရင်အနည်းဆုံးခြုံပုတ်တွေရှိတဲ့နေရာမှာနေပါအဲ့တော့ထိုင်ရမယ်မိုးချိုးပြစ်တာကာကွယ်ဖို့အတွက်ကဘာလဲဆိုလို့ရှိရင်ရုပ်တရက်ကကုနာပြောလို့ပေါ့ မိုးလက်စစ်လက်တာမြင်လိုက်တယ်မိုးချုံတန်လည်းကြားလိုက်တယ်ပြီးရကျွန်တော်ခေါင်းတွေသပင်တွေထောင်လာပြီးကြက်သိန်းတွေထလာပြီးဆိုရင်ချက်ချင်းရုတ်တရက်မေးပြီးမေးပြီးပေါ်မှာထိုင်ချလိုက်ရမယ်နော်မလဲရဘူးနားကိုပိတ်ရမယ်ဘာလို့လဲမိုးကျွတ်ပြစ်တာနားကန်းနိုင်တယ်မျက်စိကွယ်နိုင်တယ်နော်မျိုးအဲ့ဒါနားကိုပိတ်ပြီးခေါင်းကိုငုတ်ထားမယ်ဒူးကြားထဲမှာခေါင်းကိုထိုင်မယ်စောင့်စောင့်ထိုင်တဲ့အနေဒါခေါင်းကိုဒူးကြားထဲမှာထားမယ်မျက်လုံးကိုနားကိုပိတ်ထားမယ်မျက်စိပိတ်ထားပြီးအတင်းအောက်မှာမြေကြီးနဲ့နီးနိုင်သမျှနေပြီးတော့ကျွန်တော်အနည်းဆုံးသူကဟိုနေခတ်ကြကြလေးပေါ့ တော်တော်လေးဟိုထို့ဆိုနိုင်ရွက်လောက်ထောက်နေရတယ်အကွာဝေးပုံမှာမူတည်ပြီးတော့မိုးကျိုးပြည့်တဲ့အကွာဝေးကိုတိုင်းတာလည်းရှိတယ်ခုနကျွန်တော်ပြောသလိုပေါ့ဟိုမိုးကျိုးပြည့်တဲ့အတန်လက်စစ်လက်တာကြာပြီးတော့မိုးချိမ့်တန်ကြာတဲ့အကွာဝေးအချိန်အချိန်ပမာဏပေါ့ဆိုတော့စက္ကန့်30ဆို9နဲ့စားလိုက်9နဲ့စား6ဒါဆိုရင်6ရတယ်9 6ဆိုတော့အဲ့ဒါ6 6မိုင်အတွင်းမှာမိုးကျိုးပြည့်ဒီ6မိုင်အတွင်းမှာဝေးကိုထိသွားနိုင်တယ်တကယ်လို့ -30 ကျော်ဆိုတော့ကိုမထိနိုင်တော့ဘူး -30 ကျော်ဆိုရင်မိုးချိမ့်တန်မကြာတော့ဘူး ရစိလက်တာမြင်လိုက်မှာမိုးရှင်းတာမကြောက်ဒါဆို -10 နဲ့ကျော်ပြီးဝေးနေပြီအဲ့တော့ခုနကတော့ဒုမဟုတ်ပဲနဲ့ကို့ dream မှာ9မိုင်6မိုင်ဆိုတော့တက်ဖို့အတွက်ကစိလက်တာကိုမြင်လိုက်တယ်ပြီးရင်ကျွန်တော်တို့မိုးချိန်ဆန်ကြားတယ်စက္ကန့်30ကြာသွားတယ်ဆိုလို့ရှိရင်တော့ကို့ပစ်နိုင်ကြီးရှိတယ်စက္ကန့်30 ဒီအတွင်းမှာဗောနော်အဲ့ဒါသူ့သူ့အထွက်မှာဆိုတော့တိတ်ပြပြစ်နိုင်ကြီးဝေးသွားတယ်ပြခုနသဘင်ကြောလေးသဘင်လေးထောင်းလာပြီးကြက်သိန်းတွေထလာပြီးဆိုတော့ခုနအနေထားမှာနေရပါတော့မယ်ဟိုရုတ်တရက်ဝှချလိုက်ရမယ်ခုနပြောတဲ့နေရာတွေကိုရှောင်ရမယ်ဟိုတိတ်ပင်အောက်မှာမနေရဘူးမော်တော်ဘတ်စကားမတိုင်အောက်မှာမနေရဘူးဒါရီအဆာဗောရွှေ့ပြီးပြီးတော့အဲ့လိုလုပ်ပါမယ်အဲဒါကြီးဘက်လောက်အဲ့လိုနေချင်လွတ်လာလွတ်သွားနိုင်တဲ့သဘောရှိပါတယ်ကျွန်တော်မိုးချိုးပစ်ကိုမိုးချိုးပစ်တာကိုထမ်းလင်းတဲ့ကာလို့မရဘူးလို့လဲကျွန်တော်တို့ကမှ ပြောထားတယ်ဘာလို့ဆို impotent impotent ပြင်းထန်တဲ့အတွက်ကြောင့်နှွားတွေပစ်လိုက်ပြီးတော့နှွားတွေရဲ့ကိုခန္ဓာကြီးမှာဟိုတို့ဒဏ်ရာတွေရသွားတယ်အတွင်းချူသွားတယ်နှွားကမသေးဘူးပြန်ပြီးတော့သူ့ကိုစိတ်ကူစားလာမှုတွေရှိတယ်ပေါ့နော်အဲ့တော့လူတွေလည်းထုံနေလကောင်းမယ်မူဂျိုးပစ်တိုင်းလည်းလူသေးတာမဟုတ်ပါဘူးမကြောက်ပါနဲ့အခုမူဂျိုးပစ်တာကြီးကြားနေရတယ်ဟိုရန္နာ၃ပါးကံတရားကြောင့်ဖြစ်တာအဲမူဂျိုးပစ်ခံရတာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လေခုနဟိုနေသိပ်ပံနှီးကြနှီးတဲ့ဆိုရင်တော့ဒါတွေဟာလျှက်စကူပြီးတော့တက်လိုက်နေတာဟိုကောင်းကင်နဲ့မြေပြင်နဲ့ ရက်စပမာဏချက်ကွာရှားတဲ့ကြောင်လှမ်းပြီးတော့ကျွန်တော်တို့ lightning လို့ခေါ်တာပေါ့နော်အဲ့ဒါ thunder ဆိုပြီးတော့အဲ့လိုမျိုးဖြစ်တယ်အယူအဆတွေကတော့အမျိုးမျိုးရှိတာပေါ့ဗျာဟိုနေဘာကြောင့်ဖြစ်တဲ့ show ကမိုးကြိုးသွားပါညာပြောတာလည်းရှိတယ်ဒါတွေကတော့သိပ္ပံနဲ့ရှင်းလို့မရသေးတဲ့ကိစ္စတွေသိပ္ပံနဲ့ရှင်းလို့ရနိုင်တာကတော့မိုးကြိုးပြစ်တဲ့ဒဏ်ရာတွေဟာတက်လိုက်တာနဲ့မတူပါဘူးမိုးကြိုးပြစ်တဲ့ဒဏ်ရာတစ်တိုင်းလဲလူမသေးပါဘူးမိုးကြိုးပြစ်တာကိုကျွန်တော်တို့ကုသလို့ရပါတယ်ရေရှည်ပြုစုပြုထောင်တာတွေလည်းရှိပါတယ်သတိမမိအောင်တာတွေလည်းရှိပါတယ်အဲ့တော့မိုးကြိုးပြစ်တာဟာလူရဲ့ကိုယ်ခန္ဓာကိုလျှက်စစ် စကအတန်းတန်းမှာဒဘုံဖြတ်ဝင်သွားတဲ့ဟာဖြစ်ပါတယ်အဲ့တော့လောင်ပြိုက်တာတွေကအင်မတန်ရှာဖွေကြည့်လို့မှ900ကျွန်းတော်ပဲရှိရခုနလက်ကောက်ဝတ်ထားတာတို့ဒီတတ်တူနဲ့ရှိတဲ့နေရာလို့မှပဲလောင်ရဲ့ပါတယ်အဓိကဒဏ်ရာကအတွင်းကြီးဒဏ်ရာတွေနဲ့ကျွန်တော်တို့ဖြစ်တယ်ဒါကြောင့်ဒါတွေဟာတေဆုံးနိုင်ပါတယ်ပြီးတော့ဒါပေမဲ့ဆေးရုံမှာကုသလိုက်လို့ရှိရင်ကျွန်တော်တို့ပြန်လဲပြီးတော့ရှင်သန်ပြီးတော့ရှေ့ဘဝတသက်အောင်အတွက်ဂလူကောင်းဖြစ်နေရတာမျိုးတွေရှိပါတယ် ပြောမူဂျိုဒီတနေရာမှာပြစ်ပြီးမပြစ်တော့ဘူးဆိုတာလည်းမဟုတ်ပါဘူးမကြံခဏပြန်ပြစ်လာနိုင်ပါတယ်အဲ့တော့မိုးရင်းကာလမှာသတိထားရမယ့်အနေအထားမှာမိုးဂျိုပြစ်တာကိုလည်းကျွန်တော်တို့ကာဝယ်ဖို့အတွက်အရေးကြီးပါကြောင်းဒီတစ်ပတ်ကျွန်တော်ဒီမှာတင်ဆက်ပြနေနေကုန်းချုပ်ပြရစီခင်ဗျာ